ယုံကြည်သူအမှုတော်ဆောင်ဇနီးမောင်နှံနေကြတဲ့မှာမဖြစ်မနေတိတိနားလေထားရမယ်လှုပ်ဆောင်ရမယ်ချက်ကိုချက်ရှိပါတယ်။အရင်ရေးကြည့်ပါတယ်ဒါကြောင့်တိချလေးအာယုဆိုင်ပြီးတော့နားထောင်စီချင်ပါတယ်။နံပါတ်1တစ်ချက်အနေနဲ့ဘာလဲဆိုတော့ဘုရားသခင်ကိုကိုယ့်ရဲ့မိသားစုကိုဒုတိယနေရာထားပါ။ဘုရားကတော့ပထမပါ။ဒါပေမဲ့ဒုတိယနေရာက ministry မဖြစ်ရဘူး ူဆောင်လုပ်ရဖြစ်ရကိုယ့်ရဲ့မိသားစုဖြစ်ရတချို့တွေကဘာပြောလဲဆိုတော့ရတဲ့ ministry ကအဓိကပဲလေနောက်မှပဲမိသားစုဆိုတာနောက်မှပဲ ministry အချိန်ရမှမိသားစုအချိန်ပေးမယ်မရရင်တော့မိသားစုအချိန်မပေးနိုင်အဲ့လိုတွေပြောတတ်တယ်တကယ်တကယ် ministry ရဲ့အထက်မှာမိသားစုဖြစ်ရမှာကြောင့်ကျွန်မဒီအရာကိုပြောလဲဆိုတော့သင်ဘလောက်ပဲ ministry လုပ်နေပါစေသင်ရဲ့အိမ်တော်ရေးပြိုကွဲသွားပြီဆိုရင်ဘာ ministry မှာ အိမ်တော်ကြီးပြိုကွဲနေတယ်ဆိုတော့ဆက်ပြီးရှင်းနေတာဒီအတွက်ကြောင့်မလို့အမှုတော်ဆောင်စနီးမောင်နေကအိမ်တော်ကြီးပြိုကွဲလို့မရဘူးတင့်ရဲ့ ministry ထက်တင့်ရဲ့မိသားစုကအရင်လာမှာဖြစ်တယ်မိမိအိမ်သူအိမ်သားတွေကိုမပြုစုတဲ့သူကမယုံကြည်သူထက်သာပြီးရုံးဒါကြောင့်တရားသခင်ပြီးရင်ဆက်ပြီးတော့ရှေ့တန်းတရားမယ့်အရာကတင့်ရဲ့မိသားစုဖြစ်တယ် တရဲ့ ministry မဟုတ်ပါဘူး။မိသားစုကအရေးကြီးပါတယ်။နံပါတ်1တစ်ချက်အနေနဲ့ဇနီးမောင်နှံကြားမှာ dating လုပ်ပါ။များသောအားဖြင့်တမီးစားအချိန်မှာ dating လုပ်ကြတယ်။ဒါပေမဲ့အိမ်အောင်ကြပြီးတော့ဇနီးမောင်နှံဖြစ်လာတဲ့အခါမှာသားသမီးရေးရာရှိတဲ့အတွက်ကြောင့်ကိုရဲ့အချင်းကိုသားသမီးတွေအတွက်ဖဲ့ရင်ဖဲ့ရင်ဖဲ့ရင်နဲ့နောက်ဆုံးကို dating လုပ်ဖို့အတွက်လဲကြောင်း တော့ဘာပြီးအလကားနေပတ်စံပုံပါတယ်မသွားတော့ပါဘူးအကလေးအတွက်လည်းချိန်လိုအပ်ပါတယ်ဆိုပြီးတော့အကလေးပဲပေးရင်ပေးရင်နဲ့မှာနော်အချိန်လင်မယားချာမှာ dating ပေါ့အင်းအပြူလူပြူရောတော့တွေ့ရတဲ့အနှစ်သာရလေးတွေမရှိတဲ့အခါမှာကြာတဲ့အခါမှာဇနီးမောင်နှံချာမှာမေတ္တာခမ်းချောက်မှုတွေဖြစ်ပါတယ်အဲ့ဒီလိုမေတ္တာခမ်းချောက်မှုဖြစ်လာပြီးဆိုရင် ဇနီးမောင်နှံเจ้าမှာတကြက်ကြက်နဲ့ရန်ဖြစ်ရတဲ့အရာတွေကြုံရတယ်။ဒါကြောင့်အရင်လိုချစ်ချင်းမြတ်တာတွေကိုပြန်ပြီးတော့နှွေးထွေးစေခြင်းနဲ့ချစ်ချင်းမြတ်တာထဲမှာသားပြေပေါင်းစည်းခြင်းဖြစ်စေခြင်းနဲ့ဆိုရင်ဇနီးမောင်နှံနှစ်ယောက်ထဲကလေးတွေမပါဘဲနဲ့ dating လုပ်သက်ဖို့ရန်အတွက်လိုအပ်ပါတယ်။အဲ့ဒီအရာကတယောက်နဲ့တယောက်ကြားမှာနားလည်ပြီးခြင်းနဲ့ချစ်ချင်းမြတ်တာကိုပို့ပြီးတော့ခိုင်မာစေပါတယ်။နံပါတ်3တစ်ချက်အနေနဲ့ ကာလကြာရှည်စွာခီးထွက်ခြင်းကိုရှောင်တက်ဖို့ရန်လိုအပ်ပါတယ်။ကျွန်မပြောတဲ့ဆိုလိုချင်တဲ့အရာကခီးမထွက်ရဘူးပြောတာမဟုတ်ပါဘူး။ခီးထွက်ပါ။တို့တော်ညာလည်းပဲကာလကြာရှည်စွာမသွားပါနဲ့။ကိုယ့်ရဲ့သားသမီးတွေဇနီးတွေကိုထားခဲ့ပြီးတော့ထွက်တဲ့အခါမှာကြာတဲ့အခါမှာဇနီးတွေကအိမ်မှာကြံရင်းနဲ့အထူးကြံစည်မှုတွေဖြစ်လာတယ်။ ိုင်ပြီးလို့တိုင်ပြီးရမယ်မသိတော့ဘူးကိုယ့်ရဲ့ခင်မွန်းတွေကအဝေးရောက်တဲ့အခါမှာအားငယ်တဲ့အရာဖြစ်လာပါတယ်နောက်တစ်ခုကပါလဲဆိုတော့အလေးလားပဲဖြစ်ဖြစ်အလေးသမီးပဲဖြစ်ဖြစ်သူတစ်ချက်ခီးသွားတာတွေကတော့မျိုးသားတွေသွားတတ်တာပေါ့နော်များတော့အားဖြစ်တာအများစုပေါ့အဲ့လိုသွားတဲ့အခါမှာလူဆိုတာအသေးစားနဲ့ပြီးဆောက်တာတယ်အဲ့ဒီအခါမှာဘုမအသေးစားရဲ့တတ်မှတ်တဲ့လူကျင်တဲ့စိတ်ဆန္ဒဆိုတာဖြစ်ပါတယ်အဲ့ဒါကသွေးသားနဲ့ပတ်သက်ပြီးလူတိုင်းမှာကြုံရတတ်ပါတယ် ခါမှာဇနီးတွေကအဝေးဖြစ်တဲ့အခါမှာမနက်ရက်သွေးဆောင်ခြင်းရောက်လာပြီးတော့အခြားသောအမျိုးသမီးတွေနဲ့ချစ်ကြိုက်ပြီးတော့တာယာပြီးတော့အဲ့ဒီအရာကြီးကိုဘဝထင်ပြီးတော့လဲချသွားတဲ့အမှုတော်ဆောင်တွေကပါမှာအများကြီးပါပဲ။ဘလောက်ပဲနာမည်ကြီးနေပါစေအိမ်တော်ကြီးဖောက်ပြန်တဲ့အမှုတော်ဆောင်တွေကိုကပါမှာများစွာမြင်တွေ့ရပါတယ်။ဒါကြောင့်ကာလကြာရှိခီးထွက်ခြင်းကိုရှောင်ပါ။ကိုကာလကြာရှိခီးထွက်လေလေ တားသမီးတွေကလည်းမိဘမေတ္တာကို မရတဲ့အတွက်ကြောင့်မလို့တိမ်ငယ်မှုတွေကိုပြုမှာပါတယ်။လုံခြုံမှုတွေကိုမခံစားရပါဘူး။ဒါကြောင့်ခင်ဗျားတို့ထွက်ပါကာလကြာစီပြီးထွက်ခြင်းကိုရှောင်ပါသတ်သတ်မှတ်ထားပါ။ငါတစ်နှစ်ကိုဘယ်နှချိန်ပြီးထွက်မလဲ။ဘယ်လောက်ပြီးထွက်မလဲ။အဲ့ဒီ limit time ကိုပါလေ။ဒီတားမျိုးကိုပြန်ပြီးတော့အားလုံးစိတ်ကြပ်ပြီးပါပါလေ။နောက်တစ်ချက်အနေနဲ့ပါလေဆိုတော့အိမ်တွင်းနဲ့အိမ်တွင်းအိမ်ကြီးကတသားတဲ့ဖြစ်ရတယ်။ ကစင်ပေါ်မှာတစ်မျိုးစင်အောက်မှာတစ်မျိုးမလုပ်ပါနဲ့တချို့တော့အမျိုးသားတွေစင်ပေါ်မှာတော့နော်အာပေါင်းရင်းတန်တန်နဲ့ပြောပြီးတော့အိမ်မှာလည်းကြောက်သမီးတွေကိုထိုးချိတ်တဲ့ပြဿနာတွေကိုကျွန်မကြားခဲ့ဘူးပါတယ်ဘောင်းစင်းလုပ်တဲ့အခါမှာဒီပြဿနာတွေများစွာကျွန်မနားထောင်ဘူးပါတယ်နော်ကင်ကြွယ်ရတဲ့ဒီပြဿနာတွေလည်းရှိပါတယ်အဲ့ဒီအခါမှာအိမ်တွင်းအိမ်ပြင်တသားတွေမဖြစ်တဲ့အခါမှာဇနီးတွေကိုယ်တိုင်ကတင့်ကိုမလေးမစားဖြစ်နိုင်တယ် တချို့သောအမျိုးသမီးတွေကြတော့အဲ့လိုမဟုတ်ဘူးအမှုတော်ဆောင်လုပ်ငန်းတွေမှာလှုပ်ဆောင်တယ်စင်ပေါ်မှာတော့တရားဟောတယ်စင်အောက်မှာကြတော့ခင်မွန်းတဲ့ကိုမလေးစားဘူးမယိုသေးဘူးခင်မွန်းတဲ့အတိုင်းနဲ့အရန်စိတ်တူပြီးတော့နေ့ကိုစင်ပေါ်မှာပဲတသက်လုံးချိုးချီပြီးတုတ်ထားရမယ်နေ့ကစင်ပေါ်မှာဆိုအရန်ကောင်းနေတယ်စင်အောက်မှာဆိုနေ့ကအပြုတ်မှုကတမျိုးလေးစားမှုမရှိဘူးအဲ့ဒီအခါမှာအိမ်တွင်းအိမ်ပြင်မှာတသားတည်းမဖြစ်တဲ့အခါမှာအပြင်မှာတော့လူတွေကြည့်ရင်ဟုတ်တယ်လို့လည်းအိမ်တော်ကြီးကပြော ဲ့ဒီအခြေအနေက အချိန်ချင်းကြမှာဘူးပေါ်တို့ပေါ်လာတဲ့အခါမှာသူတို့ဘာအတွက်ထိမိ၍လဲစရာဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းအိမ်ပြန်တသားတွေဖြစ်ပါတင့်ကိုကြည့်နေတဲ့သူကဇနီးခင်မောလောက်ပဲတောင်းနဲ့တောင်းကြည့်နေတာမဟုတ်ပါဘူး။သားသမီးတွေကသင်တို့ရံဖြစ်တဲ့အခါမှာလည်းသူတို့ကကြားနေရတာဖြစ်တယ်။သင်တို့ဆဲဆိုချိန်ပေါင်းတဲ့အရာတွေကိုလည်းကြားရတာဖြစ်တယ်။တောင်းနဲ့တောင်းမလေးမစားပြုတ်မှုဆက်ဆံတဲ့အရာတွေကိုလည်းသားသမီးတွေက ကြားနေရတာဖြစ်တယ်။ဒါကြောင့်အိမ်တွင်းအိမ်ပြင် က်သားတဲ့ဖြစ်ပါဒါကအရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့အဲ့ဒီရာကအမှုတော်မြတ်ထဲမှာကိုယ့်ရဲ့ဇနီးတဲ့သို့မဟုတ်ကိုယ့်ရဲ့ခင်မုန်းတဲ့ကိုဆွဲခေါ်ပေးပါအချို့သောသူတွေကမပြောလဲဆိုတော့အမျိုးသမီးတွေเนาะစင်မော်မတက်တဲ့ငါတို့အမျိုးသားတွေပဲဦးဆောင်တကယ်တော့ကွက်တော်ထဲမှာတေချာကြည့်တဲ့အခါမှာဘုရားခင်ကလူမျိုးတစ်ပါးတို့ပေါ်မှာအားရဲ့ဝိညာဉ်တော်ကိုထောင်းလောင်းမယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ဘုရားရဲ့အတုံးပြုခြင်းကလား ကြားဖြစ်ခြင်းမှဖြစ်ခြင်းနဲ့မဆိုင်ပါဘူး။ကလေးငယ်ကအစာသုံးလို့အသုံးပြုလို့ရတယ်။ဘာကြောင့်ကျွန်မတောင်းကိုပြောလဲဆိုတော့လူတစ်ယောက်တည်းကရန်သူကိုရင်ဆိုင်မယ်ဆိုရင်လူတစ်ထောင်ပဲရန်သူတစ်ထောင်ပဲပြီးမယ်။ဒါပေမဲ့နှစ်ယောက်ပေါင်းဆက်လိုက်တဲ့အခါမှာဇနီးမောင်နဲ့နှစ်ယောက်ပေါင်းဆက်လိုက်ပြီးလူလူကသဘောတူညီညွတ်တဲ့ဖြစ်တယ်ဆိုရင်ရန်သူတစ်ထောင်ကပြီးမှာဖြစ်တယ်။တယောက်ထဲကတထောင်နှစ်ယောက်ဆိုတော့နှစ်ထောင်မဟုတ်ဘူးနှစ်ယောက်ပေါင်းတဲ့အခါမှာရန်သူတထောင်ဖြစ်သွားတယ်စပေါင်းများစွာ အရှိန်ဟုန်နဲ့လှုပ်ဆောင်နိုင်တယ်အဲ့ဒီကောင်းကြီးမင်္ဂလာရှိတယ်နောက်တစ်ခုကြတော့အမျိုးသားပေါ်အမျိုးသမီးကိုအမှုတော်မြတ်မှာအစီအကံချင်းမှာပါဝင်တဲ့အခါမှာကျမတို့လက်တွေ့ပါပဲကောင်းစလင်းနဲ့သက်ဆိုင်တဲ့အရာတွေပါအရင်အကျိုးရှိတယ်ယောက်ျားကအမှုတော်ဆောင်သူကောင်းစလင်းလုပ်ပေးနေရတဲ့သူကအမျိုးသမီးဆိုရင်အမျိုးသမီးကသူ့ကိုငိုရိုးပြီးပြောနေတယ်ပတ်ဝန်းကျင်ကြည့်ရင်လည်း ပနာမရဘူးမကောင်းဘူးပေါ့နော်မျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ထိုင်စကားပြောပြီးတော့ငိုယိုပြီးဘာတွေဖြစ်နေတာလဲလို့မြင်သွားတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အကိပိသင်ရဲ့ဇနီးတဲ့ကအမှုတော်မြတ်ထဲမှာပါတယ်ဆိုရင် အမျိုးသမီးချင်းကောင်ဆလင်းသူလုပ်ပေးလို့ရတယ်အမျိုးသားချင်းကောင်ဆလင်းလည်းသင်လုပ်ဆောင်နိုင်တယ်သင်ရဲ့အားကအရှိန်ဟုန်နဲ့အရှိန်ကိုပိုရောက်နိုင်ပါတယ်ဒါကြောင့်သင်ရဲ့ဇနီးတဲ့သူမို့သင်ရဲ့ခင်မုန်းတဲ့ကိုအမှုတော်မြတ်ထဲမှာဆွဲခေါ်ပါ အမှုတော်မြတ်တဲမှာဆွဲခေါ်ခြင်းအပြင်တယောက်နဲ့တယောက်အရှိန်ဟုန်နဲ့ပို့ပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်တယ်။နောက်တစ်ခုကပါလဲဆိုတော့အတူတူလက်တွဲဆွတောင်းပါအရေးကြီးပါတယ်။နှစ်ယောက်အတူတူလက်တွဲဆွတောင်းတဲ့အခါမှာတယောက်ရဲ့ခံစားချက်တယောက်ရဲ့အခြေအနေကဘလို့ဖြစ်နေတယ်လဲလို့နောက်တစ်ယောက်ကလည်းသိရတယ်။ဒါကြောင့်မယောက်အတူလက်တွဲလိုက်တဲ့အခါမှာလေအရင် powerful ဖြစ်တဲ့တကူဖြစ်တယ်။ကောင်းချီးမိတာ ဆိုလိုချင်တာကကျမတို့ဇနီးမောင်နှံဆိုရင်နှစ်ယောက်အရင်အတူလက်တွဲဆွတောင်းတယ်တစုံတစ်ခုဆိုဆွတောင်းတဲ့အခါတိုင်းမှာအတူလက်တွဲဆွတောင်းတဲ့အခါတိုင်းမှာဖယားကနမိတ်လက္ခဏာရအောင်ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်ဇနီးမောင်နှံနှစ်ယောက်အတူလက်တွဲဆွတောင်းခြင်းကိုအမြဲတမ်းလှုပ်ဆောင်ပါအဲ့ဒီလိုလှုပ်ဆောင်ခြင်းကတယောက်နဲ့တယောက်ခံစားချက်တွေကိုဝေမျှခြင်းလည်းဖြစ်တယ်။တယောက်နဲ့တယောက်ကြုံတွေ့နေရတဲ့အခြေအနေကိုသိရှိနားလည်ခြင်းလည်းဖြစ်တယ်။အဲ့ဒီဆူတောင်းခြင်းအလဲပုံမှာဘုရားအတူရှိရောအဖြေပေးခြင်းလည်း ြစ်စေပါဒါကြောင့်အရင်ရေးကြည့်ပါတယ်မမေ့ပါနဲ့ဒူလက်တွဲဆွတ်တောင်းပါနောက်တစ်ချက်ကနောက်ဆုံးတစ်ချက်နံပါတ်9တစ်ချက်ကပါလဲဆိုတော့လူရှင်းမှာစိတ်ခါကြဆင်းစင်နဲ့အပြုတ်မှုတွေကိုရှောင်ပါဥပမာအနေနဲ့သင်ရဲ့ခင်မိုးတွေကခင်မိုးမှာတရားဟောနေတယ်ဇနီးတွေကစင်အောင်မှာလူတကာနဲ့ရန်ဖြစ်နေတယ်ဆိုရင်ဘလို့ရှေ့ဆက်လို့ရပါလဲသူပြောနေတဲ့အလကားဖြစ်သွားပြီလေဒါကြောင့်ကိုယ့်ရဲ့ခင်မိုးတွေ သိခါကြဆင်းစီမဲ့အပြုတ်အပြောဆိုလှုပ်ဆောင်မှုတွေကိုရှောင်တက်ဖို့ရန်အတွက်လိုအပ်ပါတယ်။ပုံမှန်လေးနဲ့အစည်းအဝေးမှာတရားခင်မှုတွေကစကားပြောနေရဆိုပါဆိုဇနီးတွေကအယံတိအယံတက်နေတယ်။တို့တော်ညာလည်းပဲသူကအဲ့ဒီအချိန်မှာဝင်ထပြီးတော့မဟုတ်ဘူးလေကျမဆိုချင်တာကဒါမျိုးဒါမျိုးဒါမျိုးဆိုခင်မှုတွေရဲ့ impression တော့ဒီကအားလုံးကြဆင်းသွားတယ်။ညာတွေကလည်းအဲ့ဒီဇနီးတွေကိုအမြင်ကပ်ပါမှာ။

တင်တို့အတွက်ကောင်းချီးမင်္ဂလာဖြစ်တယ်။ဒီအရာတွေထဲမှာတင်ပေးအရာကိုလိုအပ်ချက်ရှိလဲအားနည်းချက်ရှိလဲလက်တွေ့လှုပ်ဆောင်ကြည့်ပါ။တင်တာမကပဲနဲ့အမှုတော်မြတ်လုပ်ငန်းမှာထိရောက်အောင်မြင်ခြင်းကိုဖြစ်စေပါလိမ့်မယ်။အားလုံးပေါ်ပြားကောင်းချီးရှိပါစေ။